ပြောင်းတော့မော်လာခင်လာစင်ပန်းမယ်ကြားဖမ်းမယ်တဲ့သူများအကြရည်ကြီးလိုက်ွယ်နေတဲ့စင်မြန်ကြီးပရိသတ်များအမိလာဗျာတနာအိမ်မခွန်ရှိခေါ်အေးချမ်းကနေပြန်လဲကြိုးလိုက်ပါရင်စင်မြန်ကြီးတို့ကတော့အပြောင်းရွှေ့မှာကမ္ဘာစံချိန်ချိုးမယ်နေဗန်တိုင်းဖောက်မယ်နေရှိသမျှအကုန်သုံးမယ်နေကြွေးကြော်ထားပေးမယ်လက်တွေ့မှာတော့တရာဘိုးသုံးကောင်နေပတ်ဝယ်နေပါရင်စင်ပန်းမယ်ကြားဖမ်းမယ်နေတကယ်တမ်းမှာတော့တီကောင်ကိုတော့ကဒေါင်းကြိုက်ဖမ်းနေရတယ်လို့ဖြစ်နေတာပါ သူများအသင်းကြတွေလိုက်လိုက်ဝယ်နေလို့အမိုက်ပုံကြီးလိုတော့ scouting fan တွေကစားနောက်နေကြပြီလည်းဖြစ်ပါရင်စင်မြင်းတို့ဟာရာသီတိုင်းဒုတိယလိုအဖြစ်နဲ့ပေးဆုံးနေရပြီးစီဇန်လင်ပွဲအတက်ခံနေရတာ300တိဆက်ရှိသွားခဲ့ပြီဖြစ်ပါရင်ဒါကြောင့်ဒီရာသီမှာပါဒုတိယလိုအဖြစ်နဲ့ပေးဆုံးမယ်ဆိုရင်လေးတဲ့အကွမ်းစီဇန်လင်ဖြစ်မှာဖြစ်ပြီးလူကြားလုံးမှတော့ကောင်းမှာမဟုတ်ဘူးဖြစ်ပါရင်စင်မြင်းတို့ဒုတိယလိုထက်မြင့်အောင်နေရာသီမှာကစားမတွေကိုစံရင်တွေပြောင်းရွှေ့ကြတဲ့အသုံးပြုပြီးခေါ်ယူဖို့ရရှိနေတာပါထိတ်တန်းစင်ကစားမ9ဦးထိဝယ်ယူအားဖြည့်သွားမယ်လို့လည်းသတင်းတွေကဖော်ပြလျက်ရှိနေတာဖြစ်ပါရင် ဒါပေမဲ့ဆင်မြန်ကြီးတို့ဟောဟိုလိုလိုဒီလိုလိုတွေဖြစ်နေပြီးမြောင်းတိတ်ကိုင်းပဲလွတ်တော့မလားဖုံးမရဓမ္မဆုံးပဲဖြစ်တော့မလားစိုးရင်ကြာအနေထားမှာရှိနေတာဖြစ်ပါရင်ချန်ပီယံပြိုင်မယ့်ဒီလိုဆိုရမယ်မန်စီးတီးလီဗာပူးတို့ကထိတ်တဲကစားမတွေကိုတယောက်ပြီးတယောက်အားဖြည့်ပြနေချင်းအာဆင်နယ်ကတော့ယောင်းခရက်နဲ့ဆက်ကိုကြားမှာဗျာများနေပြီးနောက်ဆုံးမှာပရိသတ်တွေကိုနီကိုလက်ချန်ဆင်နဲ့ချွေးတိတ်သွားမှလည်းစိုးရင်နေရတာဖြစ်ပါရင်ကစားမအစ်တတီမခေါ်ဘူးလားဆိုတော့လေခေါ်တော့ခေါ်ပြနေပြီးတော့တရားဘိုး၃ယောက်တန်းနေဖြစ်နေတာကြောင့်အာဆင်နယ်ဖန်တွေလည်းဒေါသဘုံရောဒေါတမရတွေပါထကုန်ကြတာဖြစ်ပါရင် ဆင်မြင်းကြီးတင်မှာလိုအပ်နေတာကကိုသွင်းတည်ကြတဲ့တိုက်စစ်မှုပဲဖြစ်ပါတယ်ဆင်မြင်းတို့ဟာပြောင်းရှင်ရာသီစာကလေးကဗီတာရော့ခရက်ကိုလိုက်နေတာဖြစ်ပြီးတော့ကျိုးရှိရင်လည်းလန်ခံထားတာဖြစ်ပါတယ်တင်းနေကအခုပဲရောက်တော့မလို့လို့တော်ကြာနေပဲရောက်တော့မလို့လို့အာဆင်နယ်ကစားသွားပဲဖြစ်သွားပြီလို့လို့ကိုရင်းနေကြတာပါတော်ကြာနေအတင်းကိုရောက်ပြီခဏနေအာဆင်နယ်ကမဝဲတော်ဘူးနဲ့တင်းဆောက်ဖွဲ့သူတွေလည်းအယူလင်လောက်ရတယ်လို့ကိုဖြစ်နေတာဖြစ်ပါတယ် ကစားမဘက်ကတော့ချိုင်းမရှင်ငိုင်းမရှက်ဆိုလို့အာဆင်နယ်စီပြောင်းရှင်နေတာမှာအသေးနဲ့အတန်ကိုဖြစ်နေတာပါဒါပေမဲ့စပွန်နင်းလင်စပွန်ဘက်ကပြောင်းရှင်ရုပ်ကိုမင်းမြမမလိုချင်နေတာကြောင့်အထမမြောက်ဖြစ်နေတာဖြစ်ပါတယ်ရောက်ခရက်တို့အာဆင်နယ်စီဘလောက်တောင်ပြောင်းချင်လဲဆိုရင်သူ့ကိုခေါ်ယူချင်တဲ့ဆိုပြီးလေးတန်ပြနေတဲ့မန်ယူကိုတော့မပြောင်းနိုင်ဘူးလို့တန်းချင်းပြစ်ခဲ့တာပါဂိမ်းမှုတော့ခင်ဗျာအပိုင်းတင်နေတဲ့ဇက်သိန်းသွားခဲ့ရတာဖြစ်ပါတယ်ရောက်ခရက်ကိုရမလို့လို့မရတော့မလို့လို့ဖြစ်နေပြီးအာဆင်နယ်တို့ဟာဘေဂျမင်ဆက်ကိုနဲ့လည်းတင်းနေထွက်နေသေးပေမဲ့အချိန်တွေကတိမ်ပြီးထူးခြားလွမ်းလာမျိုးတော့မရှိသေးပါဘူးစကောကအာဆင်နယ်တို့ကို Instagram မှာ follow ထားပြီးဖြစ်ပြီးပြောင်းရွှေ့လာခြင်းတွေအဖြစ်ပါတယ်။ဒါပေမဲ့လက်ဆက်အသင်းဘက်ကမြန်မာ့ရဲ့ပြောင်းရွှေ့ ြေကျေကိုတောင်းဆိုနေပြန်တာကြောင့်စီမံရေးရဲ့ထုံးစံတိုင်းရန်တန့်နေပြန်တာဖြစ်ပါရင်စီမံရေးတို့အနေနဲ့ယောကရက်လိုလိုစက်ကိုလိုလိုလုပ်နေပြီးနောက်ဆုံးမှာမြောင်းတင်ကိုင်းလိုကဂျက်ဆင်နဲ့ပဲဆက်သိမ်းသွားနိုင်ပါရင်အခုတော့မာရူကီနဲ့သတင်းထွက်နေသေးပြီးမြန်မာလေးတို့အကြတွေလိုက်ဝယ်နေတာမှာအတော်လေးကိုသဘောကျဖို့ရပါရင်စီမံရေးတို့ဟာပြောင်းရွှေ့ခြင်းမြန်မာတဲ့ကစားမတွေကိုတော့မခေါ်နိုင်ပေမဲ့ပေါ့ချောင်းကောင်းတွေကိုတော့အဖြစ်ထားပေးပြီဖြစ်ပါရင်မြန်မာလေးအကြတွေဝယ်ရတာကိုသဘောကျတဲ့စီမံရေးတို့ဟာကိုယ်မနေရာအတွက်နိဗျာကြီးကိပါကိုပေါင်ငါးတန်းနဲ့ခေါ်ယူထားပေးပြီဖြစ်ပါရင်ဒါပြင်ပြားတင်းကနော်ကတ်ကိုလည်းပေါင်ဆယ်တန်းနဲ့ခေါ်ယူနိုင်ခဲ့ပြန်ပြီဖြစ်ပါရင် ဆင်မြန်ကြီးပြိသက်တွေကတော့အသင်းနဲ့အသားကြပေးတာကစားမတွေဖြစ်တဲ့တောမတ်ပါတီကိုစာချုပ်တက်တယ်မတိုးပဲနောက်ကက်ကိုခေါ်ယူခဲ့တဲ့ပုံမှာဒေါသထွက်နေကြတာဖြစ်ပါတယ်။ပါတီလိုအသင်းမှာအသားကြပေးတာလည်းဖြစ်ခြေစွမ်းလဲကောင်းတဲ့ကစားမကိုစံပထင်းထားတဲ့အပေါ်မှာပြိသက်တွေကဝေဖန်နေကြတာလည်းဖြစ်ပါတယ်။ဆင်မြန်ကြီးတို့ဟာဇူမီမန်နီကိုလည်းခေါ်ယူပြီးသွားပြီလို့ဒီနေ့ထွက်နေပေမယ့်အခုထက်ထိတရားဝင်မချင်ညာသေးဘူးလည်းဖြစ်ပါတယ်။ ဂျားရင်ကဟလဝါမန်ထစ်ဝင်ဆွဲသောမကိုစွန့်ရင်နေရသေးတာဖြစ်ပါရင်စီမင်းတို့ရဲ့အဖြစ်ကလည်းပြောတော့မိုးလားကဲလားကားတော့ချိုးမိုင်းမိုင်းဆိုတာမျိုးဖြစ်နေတာပဲဖြစ်ပါရင်ဟုတ်ကဲ့ပါများဗီဒီယိုလေးကတော့ပါနောက်နေ့မှလည်းအင်္ဂါစားနဲ့ပတ်သက်တဲ့သတင်းကြောင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်တာကြောင့်ကျွန်တော်ရဲ့ page ကို like and follow လုပ်ပြီးဒီဗီဒီယိုလေးကိုလည်း share ပေးကြပါဦးလို့ပြောရင်းနဲ့ညီကောင်းချုပ်လိုက်ရပါတယ်ခင်ဗျာ